โอเคยอติตามายอปิตุกกวยตะพวยไวพีดีเอฟโกบาจ่องဖြတ်သိမ်းတာလဲပေါ့เนาะပြီးတော့တက်ဖွဲ့အနေနဲ့ရှေ့ဆက်ဘယ်လိုဆောင်ရွက်သွားဖို့ရှိလဲပေါ့ဟုတ်ကဲ့ဒီတက်ဖွဲ့ဖြတ်သိမ်းရတဲ့အကြောင်းရင်းကတော့ဟိုဟိုအထက်မှာလဲထုတ်ပြန်ချက်ထက်မှာလဲပါထားတယ်ပေါ့လေအဲကျွန်တော်တို့ကပုံမူကောင်းမွန်နဲ့ဒီအရွေးတစ်ခုကိုရွေးနိုင်ဖို့အတွက်အစီအွေလဲပေါ့ဥမာပုံမူကောင်းမွန်နဲ့အရွေးတစ်ခုစပါးပါပါလဲဆိုတော့ကျွန်တော်တို့တစုတစ်ဖွဲ့တဲ့ ဒီလုံးလို့မရတဲ့အဲအချင်းချင်းရှိတယ်ပေါ့လေအဲ့ဒီတစုတစ်ခွေတည်းလုံးလို့မရတဲ့အချင်းချင်းကပါလဲဆိုတော့ရောမျိုးသားနိုင်ငံကြီးပေါ့ဒီရောမျိုးသားနိုင်ငံကြီးပေါ့ဆောင်ရွက်တဲ့ခမကျွန်တော်တို့ဤကဲလုံးလို့မရဘူးဆင်းနဲ့ဒေတာတွင်းမှာရှိတဲ့ဒေါ်လာရေးတပ်ဖွဲ့တွေအဲအလုံးပါဝင်လာဖို့လိုတယ်ပေါ့လေအဲအဲ့ဒီလိုအချိန်လေးမှသာဒီဟိုဘာပေါ့ရောကျွန်တော်တို့လုံးဝမယ်ရောမျိုးသားနိုင်ငံကြီးဆိုတာကဆောင်ရွက်လို့ရမှာဖြစ်တယ်ပေါ့လေဆိုတော့တပ်ဖွဲ့ကအဓိကကဒီငဘုတ်ကလေးက ဟိုပေါ့လေ temporary ပေါ့အဲအဲ့ဒီအတွက်ပဲဒီယာယီပဲဖွဲ့စည်းခဲ့တာဖြစ်တယ်။နော်ချီလီတခုရာဒီလောက်ထိကြာသွားတာပေါ့လေ။တော့ငိုကိုတက်ကဒီအချိန်တိုင်းဒါဖြတ်သိမ်းရမယ်ဆိုတော့လေကျွန်တော်တို့ကဒီဟိုတွက်ထားပြီးသားပေါ့။ဟိုဘာကြောင့်လဲဟိုစောစောပြောတဲ့အခင်းချင်းလေးကြောင့်ပေါ့လေ။အဲအဲ့ဒါကြောင့်မို့ဒီတက်ဖွဲ့ကိုဖြတ်သိမ်းပြီးတော့မှအဲ့နောက်ထပ်တခြားသောဒီရောမျိုးသားနိုင်ငံကြီးကိုဟိုပုံမကောင်းမွန်အောင် လောက်ကိုင်းနိုင်ဖို့အတွက်ဒီအရေးတစ်ခုကိုသွားနိုင်ဖို့အတွက်စက်ဖက်ကိုဖြတ်သိမ်းလိုက်ရတယ်ပေါ့ဟောကျွန်တော်တို့အနေနဲ့ကဒီစူးစီးညှိနှိုင်းမှုကိုတိစောက်နေတဲ့ခါမှာဒီတက်ဖွဲ့ကဆက်ပြီးတော့မှဒီစီဖို့မလိုတော့ဘူးပေါ့လေအဲအဲ့ဒါကြောင့်မို့အပူပေါင်းဆောင်ရွက်တဲ့အခင်းကျစ်တစ်ခုကိုသွားနိုင်ဖို့အတွက်ဒီတက်ဖွဲ့ကိုဖြတ်သိမ်းခြင်းဖြစ်ပါလေဗျဟုတ်ကျောတတ်တော်မှာတမဟာတုံးမဟုတ်တရင်တခုအနေနဲ့ပူပေါင်းပါဝင်ထားတာလားကျောတတ်တော်နဲ့တရင်ဖွဲ့စည်းပုံဘလူတိဆောက်ထားလဲပေါ့နော်ဟုတ် ဟုတ်ကဲ့ဒီအဲတကယ်တမ်းရောတက်တော်မှာကျွန်တော်တို့ကဒီဟိုပါလေပူပေါင်းပါဝင်လာမျိုးသွားပြီးတော့မှသူတို့အောက်ကဝင်လာမျိုးမဟုတ်ဘူးဗျအာအရင်ကရှိနေတဲ့ဒီဒီအခုလက်ရှိ YA ဆိုတာမပေါ်ခင်ကလေးကကျွန်တော် YPD ရဲ့မှာကလေးကဒီကျွန်တော်တို့ရဲ့ကိုယ်ပိုင်နံပါတ်ဒီ Y ဖြစ်တယ်ပေါ့လေပြောရမှဖြစ်တယ်ပေါ့အဲဆိုတော့ဒီအချိန်လေးကြောင်း တော်လာ PDF ကိုခင်ထားတာဖြစ်တယ်ပေါ့လေအခု WiFi ကအစ်စ် WiFi ဖြစ်တယ်ဗျဟိုအစ်စ် WiFi ဖြစ်တယ်ဒီဘသူဘသူအောက်ကောမှာဝင်တာမဟုတ်ဘူးအတူတကွဒီ WiFi ဆိုတော့ဒီဆောက်တာဖြစ်တယ်ပေါ့လေဆိုတော့ကျွန်တော်တို့ကဘသူအောက်ကောဝင်လဲဘသူအနေထားအောက်ကောရောက်လာတယ်ဆိုတဲ့အနေထားမျိုးမဟုတ်ဘဲနဲ့ဒီရောရဲ့အမျိုးသားနိုင်ငံရေးကိုဟိုစနစ်ကြလှုပ်ဆောင်နိုင်ဖို့အတွက်အတူတကွဒီရှိနေတဲ့အဲ WiFi ဒီအမျိုးသားနိုင်ငံရေးအဲလုံးမယ်ဆိုတဲ့ အအသိစိတ်တဲ့ရှိတဲ့ဒီတက်ဖွဲ့တွေနဲ့ကျွန်တော်တို့နဲ့ဒီပူးပေါင်းပြီးတော့မှဒီ WA ဆိုတော့တိဆောက်တာဖြစ်ပါတယ်။ဟိုကျွန်တော်တို့လက်ရှိနေထားရတော့ဟိုပါပေါ့လေ။အဲတက်မဟာအနေနဲ့လည်းမဟုတ်ဘူး။တရေးအနေနဲ့ဝင်လာလည်းမဟုတ်ဘူး။အဲကျွန်တော်တို့ကဒီအကုန်လုံးဟိုတစုတစည်းတဲ့1 comma အဲချစ်အောင်လို့မို့ကျွန်တော်တို့အတူတူကတိဆောက်ကြတာဖြစ်ပါတယ်ဗျ။ဟုတ်။ Okay ကျေးဇူးတင်ပါတယ်ကို။ အမ်ပြီးတော့ဇော်ဒီတာပြည်သူကောက်ွယ်ရေးတပ်ဖွဲ့ YPDF နဲ့ဇော်တတုပူးပေါင်းရတဲ့စီမံချက်ကပါလဲပေါ့နော်ဟုတ်ဟုတ်ကဲ့စစောကပြောခဲ့တယ်လို့ပဲကျွန်တော်တို့ကအမျိုးသားနိုင်ငံရေးကိုလုပ်ရှင်နေပေါ့လေယောကလည်းဒီယောရဲ့ဒီ identity ပေါ့ identity ကိုကျွန်တော်တို့ဒီလာမယ့် federal အပြည်တော်စုကိုတိဆောက်တဲ့အင်းချင်းမှာကျွန်တော်တို့ယောဆိုတာလည်းအဲပါဝင်ပါဝင်ရမယ်ပေါ့လေယောဆိုတဲ့အမည်နာမနဲ့ပါဝင်ခွင့်ရှိရမယ်ပေါ့ဒါက ဒါအခြေခံခွေရေးတွေဖြစ်ပါတယ်။ဟိုဘုသူစီကမှဟိုတောင်းယူနေစရာမလိုဘူးပေါ့လေ။ကျွန်တော်တို့ကကိုယ့်ရဲ့စစ်တီမှုပေါ်မှာဟိုအားလုံးကဒီလက်ခံအသိမပြုတဲ့အခြေအနေတစ်ခုကိုကျွန်တော်တို့ကတိဆောက်အောင်မှာဖြစ်ပါတယ်။အဲ့ဒါကြောင့်မို့ပဲဒီရောမျိုးသားနိုင်ငံရေးရောရဲ့ဒီကိုပိုင်အုပ်ချုပ်ခွင့်ကိုပိုင်ပြဋ္ဌာန်းခွင့်စတရားခြင်းပေါ်ပြဒီအခြေအနေတွေကိုဟိုရရှိဖို့အတွက်ဒီအဲအခုလိုခင်းချင်းကဟိုပေါ်ပေါက်လာတာဖြစ်ပါတယ်ဗျ။ Okay ဟုတ် လက်ရှိယောဒီတာမှာတခြားတော်လိုင်းရှိတပ်ဖွဲ့တွေလည်းရှိတယ်ဆိုတော့မြို့နယ်အသီးသီးမှာရှိနေသေးတယ်ဆိုတော့အခုယောသတ်တော်ရဲ့သဘောထားပေါ့နော်မိုဝါရကဘလို့ရှိပါတယ်ဗျဟုတ်ဟုတ်ကဲ့ဒီတခြားတော့တော်လိုင်းဒေသတွေမှာရှိတဲ့တော်လိုင်းဖွဲ့စည်းတွေလည်းပါဝင်လာအောင်ကျွန်တော်တို့လှုပ်ဆောင်နေတာလည်းရှိပါတယ်ဟိုလှုပ်ဆောင်နေတယ်အဲညှိနှိုင်းဆွေးနွေးနေတဲ့အခွင့်အရေးလေးရှိပါတယ် ဟိုပြီးရဒီဘာလဲဆိုဒေတာကကျွန်တော်တို့ရောဆိုတာကအရင်ခြေပြက်နေဒေတာမဟုတ်ဘူးချင်းချင်းလေးပဲရှိတယ်ဆိုတော့တိုင်းတက်ဖွဲ့တွေများနေလို့မရလေးလေးကျော်ကာလရောက်လာတဲ့ခါမှာပြည်သူတွေလည်းပြန်မလာသလိုတိုင်းတက်ဖွဲ့တွေလည်းဒီရက်တည်ရတဲ့အခက်အခဲတွေရှိလာတယ်ပေါ့လေဆိုတော့ဟိုပူကောင်းမှုနဲ့အရွေးတစ်ခုကိုတွားနိုင်ဖို့အတွက်အဖွဲ့အစည်းတွေအကွဲနေတဲ့အနေအထားမျိုးတွေထပ်ပြီးတော့မှဖြစ်နေလို့မရဘူးဒါကြောင့်မို့စုစည်းမှရမယ်ပေါ့အထူးသဖြင့်ကတော့စောစောကကျွန်တော်ပြောခဲ့သလိုပဲ ကျွန်တော်တို့ရဲ့ဒီစစ်တီမှုကျွန်တော်တို့ရဲ့ identity အပေါ်မှာအခြားသောတိုင်းရင်းသားတွေနဲ့ဒန်းလူကြီးများခွင့်ရှိတဲ့အော်အခင်းကျင်းတစ်ခုတော့တနည်းအားဖြင့်ပြောရရင်တော့ဟိုကိုယ်ဒေတာကိုယ်လူမျိုးပေါ်မှာကိုယ်ဒေတာကိုယ်လူမျိုးမှာရှိတဲ့အရာတွေပဲဒီပြန်ပြီးတော့မှစီမံခန့်ခွဲတဲ့စနစ်မျိုးပေါ့လေကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေါ့တနည်းအားဖြင့်ပြောရင်တော့အဒီခင်းကျင်းကိုကျွန်တော်တို့ကဒီပေါ်ဆောင်တော့ဖို့ရှိပါတယ်အဲအဲ့ဒီပေါ်ဆောင်နိုင်ဖို့အတွက်ဟိုပြန်ချင်းနေသေးတဲ့ ဒီအစုအဖွဲ့တွေကလည်းကျွန်တော်တို့စုစည်းနိုင်အောင်ဟိုလှုပ်ဆောင်နေပါတယ်အဲအဲ့လိုတိဆောက်တဲ့နေရာမှာအစုအဖွဲ့တွေစောစောကပြောခဲ့တဲ့စကားထဲမှာပါသလိုပဲကျွန်တော်တို့ကတစုတစ်ဖွဲ့သူကောင်းတယောက်ကောင်းသူကောင်းတစ်ဖွဲ့ကောင်းနဲ့ကျွန်တော်တို့ကဒီခေချင်းတွေကိုဆောင်ရွက်လို့မရဘူးဆိုတော့အားလုံးဒီ one command နေထားနေပဲသွားမှရမယ်အဲ့ဒါကြောင့်မို့အခုကြံနေတာလေးရောလဲစစ်သက်ညီလိုက်နေသလိုကျွန်တော်တို့အနေနဲ့လဲဒီအာပူပေါင်းပါဝင်လာနိုင်တဲ့အခင်းချင်းတွေဖြစ်လာအောင် ကျွန်တော်တို့တိဆောက်နေပါတယ်အဲ့လိုလုံးတဲ့နေရာမှာလဲဟိုဘသူလက်အောက်ခံဆိုတဲ့အနေအထားမျိုးဘသူအောက်ကိုဝင်ရတယ်ဆိုတဲ့အနေအထားမျိုးမဖြစ်ပဲနဲ့ဟိုစောစောကကျွန်တော်တို့ဒီအခုလက်ရှိတိဆောက်သလိုပေါ့အတူတကွာပူပေါင်းပြီးတော့မှတိဆောက်တယ်ဆိုတဲ့အထင်းချင်းကိုကျွန်တော်တို့သွားနိုင်ဖို့လဲဒီတင်ဆက်နေတာလည်းရှိပါတယ်ဗျဟုတ်ဟုတ်ကဲ့အခုရောတတ်တော်မှာတရှင်းဘယ်လောက်အထိရှိသလဲပေါ့နော်ပြီးတော့ဘယ်လိုဖြန့်ချက်ပြီးတော့ဆောင်ရွက်သွားဆောင်ရွက်တာလဲပေါ့ဟုတ် ဟုတ်ကဲ့ဒီ let's see why အနေနဲ့ပြောရရင်တော့ရောတက်တော်အနေနဲ့ပြောရရင်တော့ဒီရောတက်တော်ကတော့အဓိကအာရောဟိုပဲရောနေပေါ့လေရောဒေတာပေါ့ဒီဟာဟိုပဲအဓိကဥတည်ပြီးတော့မှအာဆောင်ရတာဖြစ်ပါတယ်တရင်တက်ဖွဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ကသွားတာမျိုးမဟုတ်ပဲနဲ့ဒီစစ်ဒေတာနဲ့ပေါ့လေအာစစ်ဒေတာအနေနဲ့ဒီဆောင်ရနေတာရှိပါတယ်ဥပမာဖြင့်ဒါစစ်ဒေတာ1စစ်ဒေတာ2ဆိုပြီးတော့မှယာယီအဖြစ်စုဖွဲ့ပြီးတော့မှအာကျွန်တော်တို့ ဟိုလှုပ်ဆောင်နေတာလည်းရှိပါတယ်ဒါတွေကတော့ဒီစီလီယာအများကြီးပြန်ပြီးတော့မှဒီကြောင်းလဲနိုင်တဲ့အနေအထားတွေလည်းရှိပါသေးတယ်ဟုတ်လက်ရှိအနေအထားတော့စစ်တေတာနဲ့ပဲတွားနေပါတယ်တခြားဘယ်တပ်ဖွဲ့တွေနဲ့မဟာမိတ်ပူးပေါင်းပြီးတော့ဘယ်နေရာတွေမှာစစ်ကောင်စီတပ်ကိုဘလို့တိုက်ခိုက်နေတာရှိလဲပေါ့အာသောကကျွန်တော်တို့အခုမစုဖွဲ့ခင်ကဝိုင်းနေနဲ့ပြောရရင်တော့ဒီအာအထက်အထက်မဟာမိတ်ဖြစ်ဒီ လှုပ်ဆောင်နေတာကတော့ဟိုအရခတ်တတော်ပေါ့လေအရခတ်တတော်စီမယ်နောက်ဒီတခြားတော့အရခတ်တတော်ရဲ့ဒီဟိုစီစဉ်မှုနဲ့ဟိုရှင်းပြီတောင်ပိုင်းပေါ့ရှင်းပြီတောင်ပိုင်းမှာရှိတဲ့မင်းတက်တို့မတူပြီးတော့ဆက်တဲ့ပြည်စီဒီတိုက်ပွဲတွေမှာလည်းအာပါဝင်ဆောင်ရွက်ခဲ့ရရှိသေးပေါ့အဲနောက်နောက်ထပ်အခြေအနေတွေကတော့ကျွန်တော်တို့ဒီဘယ်လိုလာမယ်ဆိုတာတော့ ဟိုကာကနန္ဒာတော့သူသိဆက်တော့မပြောနိုင်သေးဘူးသို့တော့ကျွန်တော်တို့ဒီဘသူနဲ့မှအဲအဲရန်စစ်လို့မရဘူးဘုံကြီးမှန်းချက်တူနေတဲ့စစ်ကောင်စီကိုတိုက်ခိုက်နေကြတဲ့ဒီမိသိဖွဲ့စည်းနဲ့မစိုးကျွန်တော်တို့ကပူပေါင်းလက်တွဲသွားဖို့စစ်သည်ရှိပါတယ်အဲနောက်တစ်ချက်ကဒီအာဘာလဲဆိုတော့ဟိုပါပေါ့အဲဒီကလာမှာကျွန်တော်တို့ဒီတိဆောက်နေဆဲဖြစ်တဲ့အတွက်အဲဘယ်လက်နက်ကင်ဖွဲ့စည်းနဲ့မှအဲရန်ဖြစ်ဖို့ကျွန်တော်တို့မှအစီအစဉ်ရှိပါဘူး ရမဖြစ်ဘူးစစ်သက်ညီနိုင်တဲ့ပုံစံမျိုးလို့နဲ့ပူပေါင်းလို့ရတဲ့ကဏ္ဍတွေကနေပြီးတော့မှပူပေါင်းဆောင်ရွက်တော့ဖို့ရှိပါတယ်ဒါကပါလဲဆိုတော့ကျွန်တော်တို့ရဲ့ရန်သူပေါ့စစ်ကောင်စီကဟိုဘယ်လိုပြောမလဲပြည်သက်ဒီကျွန်တော်တို့မနေနေနိုင်သေးတဲ့အခြေအနေမှာကျွန်တော်တို့ကရန်သူလဲလေပေါ့လေရန်သူလဲလေမိတ်ဆွေများလေဆိုတော့ဒီမူဝါဒကိုပဲလက်ကင်ထားပြီးတော့မှဟိုဆောင်ရွက်တော့ဖို့ရှိပါတယ်ဗျာ အာဒီຫນွေဥဒေါ်လာရှိငွေမြန်ပေးပြတ်ဖို့ဆိုရင်ဘယ်အရာတွေကိုဘယ်လိုပြုပြင်ပြောင်းလဲဖို့လိုမယ်လို့အခုအနေနဲ့ထင်မြင်သုံးသပ်မိလဲဗျဟုတ်အာຫນွေဥဒေါ်လာကြီးကလည်းဒီຫນွေဥဒေါ်လာကြီးအောင်မြင်ဖို့ဆိုရင်တော့အအဓိကတော့ဒီအစိုးရအစီတာဝန်ယူထားတဲ့ဒီ NUG ပေါ့လေ NUG မှာအာတာဝန်ယူရှိတယ်ပေါ့ကျွန်တော်တို့လည်းဒီ NUG ကိုဒေါ်လာကြီးတာဝန်အစိုးရအစီဟိုလက်ခံတယ်ပေါ့လေလက်ခံထားတယ် အာဆိုတော့ဒီ LG ရဲ့စီမံခန့်ခွဲမှုတွေဒီဒီလူဒေါ်လာရေးပေါ်မှာအများကြီးချိုးတက်ရောက်မှုရှိသေးတယ်ပေါ့လေနောက်တစ်ချက်ကဟောတိုင်းသားလက်နက်ကိုင်ဖွဲ့စည်းရဲ့အခွင့်အရေးပေါ့အာဒီတိုင်းသားလက်နက်ကိုင်ဖွဲ့စည်းရဲ့အခွင့်အရေးကလည်းအများကြီးအအရေးပါတယ်ဆိုတော့လက်တွေ့ဒီဒေါ်လာရေးသင်ကန်းစာတွေမှာပြသခဲ့ပြီပေါ့လေအာသူတို့တွေလည်းဒီဥဆောင်နေတဲ့အာဒေါ်လာရေးတအုပ်ဆိုးရလို့ဒီပြောကြတဲ့ LG နဲ့ဟို ကောင်းမွန်တဲ့ခြေလေတဲ့ဒီအာခင်းချင်းလေးစီဆောက်ဖို့လိုပါတယ်တိုင်းရင်းသားတွေကပါလို့ကျင်လာလဲဟိုပြီးရင်ဒီ energy ကရောဒီဘာတွေလုံနိုင်လဲပေါ့ဘာတွေဆောင်ရွက်ပေးလို့ရမလဲဘာတွေလည်းလျော့နိုင်မလဲစသဖြင့်ဒီကျွန်တော်တို့အာညီညွတ်နေမယ်ဆိုရင်ညီညီညွတ်ညွတ်နဲ့ဒီဆောင်ရွက်တော့နိုင်မယ်ဆိုရင်တော့ဒီစစ်ကောင်စီကဟိုအချိန်တိုလေးတွေးမှာဒီဘယ်လိုပြောမလဲကျွန်တော်တို့နေနေနိုင်မယ်နေထားရှိပါတယ်အာအဓိကတော့ ိုင်ငံရေးလမ်းကြောင်းပေါ့မာ Federal Democracy ပြည်တော်စုလို့ပြောကြတယ်အဲအဲ့ဒီခင်းချင်းမှာ Federal Democracy ပြည်တော်စုနဲ့လိုင်လျောညီထွေတဲ့ဒီအတွေ့အော်ယူဆတွေပေါ့လေ Federal Democracy ပြည်တော်စုကိုတိဆောက်တဲ့အခါမှာဒီအဲဒေါ်လိုက်တူဆိုရလို့ပြောတယ်ဒီ NUG ရောနောက်ပြီးတော့မတိုင်းသားလက်နက်ကိုင်သူဒေါ်လိုက်တပ်ဖွဲ့တွေပေါ့လေအဲသူတို့ရဲ့လှူလာချက်တွေဒါတွေကိုကြည့်လိုက်အောင်ဒီနိုင်ဖို့လိုတယ်အဲရန်သူတင်းစီရေး အရန်သူပေါ်အရေးဥအောင်ဒီတိုက်ဆုံနိုင်ဖို့ကဒါအရေးကြီးတယ်မှန်တယ်တော်တော်လည်းကျွန်တော်တို့ကဘာလို့ဖို့လို့လဲဆိုတော့ဒီဂျာထဲမှာနိုင်ငံရေးဆိုင်ရာကိစ္စရပ်တွေပေါ့လေဒါတွေကျုပ်တွေပြင်ဆင်ပြီးတော့မှအာဆောင်ရွက်ဖို့လိုတယ်ပေါ့အာဒီခင်းချင်းတွေကိုကြည့်လဲအောင်မဆောင်ရွက်နိုင်ဘူးဆိုရင်ဟိုကျွန်တော်တို့ရဲ့အာနာစင်ကိုတိုက်ထုတ်ပြီးသွားရင်တော့မှအဲနောက်ထပ်တိုက်ပွဲတွေဆိုတော့ကဟိုဖြစ်လာနိုင်တဲ့နေသားမျိုးတွေဒီ စီးတတ်တယ်ပေါ့လေအဲဆိုတော့နောက်ထပ်တိုက်ပွဲတွေစစ်ကောင်စီပြုတ်ချပြီးတော့ရေနောက်ထပ်တိုက်ပွဲတွေမပေါ်ပေါက်လာနိုင်ဖို့အတွက်နိုင်ငံရေးစကားပိုင်းနိုင်ငံရေးအထွေခေါ်တွေဟိုစတဲ့အဖြစ်ဒီဆွေးနွေးညှိနှိုင်းမှုတွေပေါ့လေအခြေခံသဘောတူညီချက်တွေဒါတွေကိုခြေလေအောင်ဒါခုကလေးကနေပြီးတော့မှဖိစင်းဖို့လိုတယ်ပေါ့လေဒီခင်းချင်းတွေမှာတော့ဒါပုံမှန်လေးလေးပြောရရင်ဒီ NUG ရဲ့လှုပ်ဆောင်နေမှုပေါ်ဒီမှာကျွန်တော်တို့အနေနဲ့အာတိတ်ပြီးတော့မှဒီအားမရဘူးပေါ့အာအားမရဘူး သူရဲ့ဥဆောင်နေမှုပေါ်နေမှာပေါ့ဆိုတော့ဟိုအားလုံးညီညီညောင်နဲ့ဒီစီတော်စုကြီးကိုအာကျွန်တော်တို့တိဆောက်မယ်အထင်ရှားတခုရှိပါတယ်အာဒီအထင်ရှားကိုပဲအားလုံးဝိုင်းဝန်းပြီးတော့မှဟိုဒေါ်ဝရချီချီနဲ့ဆောင်ရွက်ကြဖို့လိုမယ်ပေါ့လေပြီးရင်အရေးကြီးဆုံးကတော့ပြန်လည်လေးစားမှုပေါ့အာဟိုအရင်ကကလေးကပြောခဲ့တဲ့ဒီ majority ပေါ့လေအာ ဟိုဟာပေါ့လေ majority ဆိုတဲ့ဒီပမာဖြစ်ဒီမှုဆိုတဲ့ဟိုလူမျိုးကြီးဟွာတာကန်ဆွက်နေတဲ့အင်းချင်းတွေကိုကျွန်တော်တို့က short ချဖို့လိုတယ်။ဟိုဟို short ချပြီးတော့မှဟိုအလုံးဒီ minority လို့ခေါ်တဲ့လူနည်းစုတွေပါဝင်လာအောင်ကျွန်တော်တို့တိစောက်နိုင်ဖို့လိုတယ်။ဟိုဆွေးနွေးနိုင်ဖို့လိုတယ်။ဒီခင်းချင်းတွေကိုဖန်တီးနိုင်မှသာကျွန်တော်တို့ကအာဏာရှင်ပြုတ်ကြပြီးတိုက်ပီးတိစောက်ရေးဆိုတာကဟိုဟိုနောက်ထပ် ဒီအနာစင်တော့လာပြီးသွားရင်တော့မှဟိုတနက်တန်တွေကမဆွတ်တော့မှာပေါ့အဲ့အဲ့လိုမျိုးကိုကျွန်တော်ဆိုလိုတာပါဟုတ်ကဲ့ဟုတ်ကဲ့ကိုညီကုန်းချုပ်အနေနဲ့ပေါ့နော်ဘာရီဖြည့်ဆွတ်ပြောချင်လဲပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ဒီလူတော်လိုင်းကြီးကအော်တကယ်တမ်းပြောရရင်တော့ဟိုကျွန်တော်တို့ကျွန်တော်တို့ကိုယ်တိုင်၌ပေါ့လေကျွန်တော်တို့ကိုယ်တိုင်၌ကဒီအာလက်နက်ကင်ပြီးတော့မှတော်လည်နေဆိုတာဒီအာဘောလေးလေးပြောရရင်ဒီ 2020ရွေးကောက်ပွဲရသက်ကိုပြန်လဲအကောင့်ထဲပို့ဟို position လို့မဟုတ်ဘူးအာအလုံးရဲ့လိုလားတောင်းတတဲ့ဒီဆုံးဆုံးနေတဲ့ဒီဟိုလူနည်းစုတိုင်းရင်းသားတွေရဲ့ဒီအခွင့်အရေးတွေပေါ့လေဒါတွေကိုပြန်ရချင်လို့ဖြစ်တယ်ဥပမာလူမျိုးစုဟိုလူမျိုးစုမျိုးနွယ်စုတွေကိုအခြေခံထားတဲ့ဒေါ်လာရေးတက်ဖွဲ့တွေမှာလည်းဒီတခြားအိမ်မက်တွေရှိတယ်ရွေချက်တွေရှိတယ်ဆိုတော့သူတို့ရဲ့ရွေချက်အိမ်မက်တွေကိုလက်တွေ့ကြကြဒီအကောင့်ထဲပို့ခွင့်ရဖို့ အာစစ်တပ်ညီနိုင်ဆွေးနွေးတာတွေတော့ဒီဆောက်တာတွေဒီချင်းချင်းတွေကိုသွားနိုင်မှာပဲကျွန်တော်တို့ကဒီကျွန်တော်တို့မျှော်မှန်းထားတဲ့ Federal Democracy ပြည်တော်စုဆိုတာကိုရရှိမှာဖြစ်တယ်။နော်အဲ့လိုမှမလုပ်နိုင်ဘူးဆိုရင်တော့ကျွန်တော်တို့ဒီ Federal ဘလောက်ပဲအော်အော်ပေါ့လေတကယ်စစ်မှန်တဲ့ Federal ဆိုတော့ကျွန်တော်တို့ရမှာမဟုတ်ဘူး။ဒါကြောင့်မို့အာဥဆောင်နေတဲ့သူတွေအားလုံးပေါ့လေသဘောထားကြည့်ကြဖို့လိုတယ်။ကျွန်တော်တို့အာနိုင်ငံရဲ့ဒီအခက်အခဲတွေကိုကျော်လွှားနိုင်ဖို့အစက်က ီအတန်လန်လေးစားမှုတွေတိဆောက်ဖို့လိုတယ်ယုံကြည်မှုတွေတိဆောက်ဖို့လိုတယ်ပေါ့အဲဒီအတန်လန်လေးစားမှုယုံကြည်မှုတွေနဲ့ဟိုတိဆောက်မှာပဲကျွန်တော်တို့သွားချင်းတဲ့ဒီ Federal Democracy ပြည်တော်စုဆိုတော့ပေါ်ထွက်လာမှာဖြစ်ပါတယ်အဲကြောင့်မို့ဟိုသဘောထားကြည့်ကြပါအဲသဘောထားကြည့်ပြီးတော့မှဒီအကောင်းမွန်တဲ့ဟိုအယူတစ်ခုအတွက်ကိုဟိုအတန်လန်လေးစားမှုနဲ့အဲယုံကြည်မှုတိဆောက်ပြီးတော့မှဆောင်ရွက်ကြပါလို့ပဲကျွန်တော်တို့တိုက်တွန်းချင်ပါတယ်ဗျဟုတ် ဘလတ်ဘောမီဒီယာကိဆက်လက်ကြည့်ဟန်ဖို့ပရိသတ်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမတီဗီ YouTube Channel မှာမမဝူတင်ချက်ဖြင့်ဦးနှိုင်းကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါစီ